အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်စိုးဖြစ်ပါတယ်အကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေအင်္ဂါအသားမီးအလုံးအတွက်၁၆ရက်၃၂၀၂၅ကနေ၂၂ရက်၃၂၀၂၅အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကန်တမဟော်ကိန်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါအသားမီးတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာဘလူကန်ဒီယာလေးတွေကြုံတွေ့ရတက်လဲဆိုလို့ရှိရင်အလုတ်ကန်ရမယ်စပြီးပြောကြပါစို့ဗျာနော်အဲ့တော့အလုတ်ကန်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မိတ်ဆွေအင်္ဂါအသားမီးတွေအပြောင်းလဲဖြစ်တဲ့ကာလတွေမှာပါတယ်ဗျာနော် အဲဒီကာလကတော့လောက်ခတ်မှုအများဆုံးသောကာလလို့ပြောရင်မမှားဘူးပေါ့လေနော်အဲ့တော့ဂရုတော့စိုက်ပြပါတချို့ကတော့ကောင်းသောပြောင်းခြင်းနဲ့ပြောင်းရတယ်တချို့ကမကောင်းသောပြောင်းခြင်းနဲ့ပြောင်းရတယ်တယောက်ချင်းရကံတရားတွေကတော့မတူကြဘူးသို့တော့ပြောင်းလဲတတ်တယ်ဆိုတဲ့သဘာဝတွေမှာတော်တော်လေးအားများတော့ဂရုစိုက်ပြပါအလုပ်ပြောင်းရတတ်တယ်ဝင်နှန်းနေဆိုရင်ပို့ပြီးသတိထားပါအထက်လူကြီးကောင်းကောင်းကြီးတမတဲ့ကာလတွေမှာပါတယ်အောက်လငယ်သားလှုပ်ဖို့ကိုင်းမဲ့အချင်းချင်းမနာလိုတိုက်ခိုက်တယ်အရှိမှတော့တပြုံပြုံနဲ့အနောက်မှာနောက်ကျောဓာတ်နဲ့တစုံထိုးဖို့ဆိုပြီးစောင့်နေတဲ့လူတွေရှိတယ်အထက်လူကိုချင်းချွန်းလုံးလေးတွေအများကြီးလှုပ်နေတယ်ပေါ့နိဆိုတော့ နောက်ဆုံးအထက်လူကြီးရပါစားကိုယ်အထင်လွဲပြီးတော့မုံသွားတဲ့ဟာရှင်းပြလို့လက်မခံတာလေးတွေအစားဖြစ်တတ်တယ်။ပင်မနာတော့ကိုကပင်မခံတာပဲ။ဒါပေမဲ့အကျိုးများကြတော့တခြားသူတွေကယူသွားတယ်။ဓာတ်မှုတွေအစားဖြစ်တတ်တယ်။အဲ့တော့အဲ့ဒီလောက်ကနေအပြောင်းလဲဖြစ်တတ်တဲ့ gain ရှိတယ်။ကိုကိုယ်တိုင်ဒီလောက်မှာလှုပ်ရှင်နေမရှိတော့ဘဲနဲ့ဌာနနေရာထိုင်ခင်းပြောင်းနေတာဒီလောက်ကနေထွက်ပြီးနောက်လောက်တစ်ခုကိုကူးညင်ပြောင်းရင်ချွတ်ညင်တဲ့စိတ်တွေအစားပေါ်လာတာတွေအစားဖြစ်တတ်တယ်။အဲ့တော့ပေါ်တော့မထူပါဘူး။ပြောင်းညင်ပြောင်းမလိုက်ပါဗျာနော်။ပြောင်းလို့ရပါတယ်။ထွက်ပြီးတော့နောက်လောက်တစ်ခုပဲပြောင်းပြောင်းကိုယ်ပိုင်စီးပွားရေးပဲလုပ်လို့အကောင်းဆုံးပါပဲ။ စက်တော့ခံပြီးဆက်မလုပ်ပါတော့နဲ့ဒါအကောင်းဆုံးအကြံပေးခြင်းဖြစ်တယ်ဆက်ပြီးတော့ဆက်ပြီးပြဿနာတွေဖြစ်မဲ့ကိန်းတွေကျွန်တော်ဆက်မြင်လို့ပါဗျာနော်ကိုပိုင်စီဝိုင်းလုံငါလောက်ကနေတဲ့သူတွေဆိုလို့ရှိရင်လည်းသူကဒီကလာမှာကိုယ့်ရဲ့ဆိုင်အလုပ်ကိစ္စတွေပြင်ရဆင်ရတာမျိုးတွေရာစားဖြစ်တယ်အလုပ်တွေထပ်ပြီးတိုးချဲလောက်ကရတာမျိုးတွေဖြစ်တယ်ပြီးတော့ဒီကလာမှာအောက်လက်ငယ်သားထပ်ပြီးဒုက္ခပေးတယ်ဗျာဒီကဒီကလာတွေမှာဒုက္ခမင်းအဝေးရလူတွေမဟုတ်ဘူးဖြစ်နေတယ်ယဉ်နေတဲ့သူတွေအနည်းဆုံးကသူတွေပဲဒုက္ခပေးတယ်နော်အောက်လက်ငယ်သားတွေစန့်ကျင်တော်လန်တိုက်ခတ်ကြလေးတွေရင်ဆိုင်ရတတ်တယ် တော်တော်လေးသတိထားပေးပါလို့ထပ်တယ်လည်းအကြံပေးခြင်းလဲအရေးကြီးဆုံးကတော့အင်္ဂါသားသမီးတွေပြည်ပနိုင်ငံသားသွားဖို့ကြိုးစားနေတဲ့သူတွေရှိတယ်ဆိုရင်ဒီကာလဒီကံအကောင်းဆုံးသောကာလဖြစ်တာတွေ့ရတယ်နော်ဒီကာလမှာဝရိယအားလေးကိုယ့်ဘက်ကထည့်ပြီးကြိုးစားပေးပါသွားလို့အကောင်းဆုံးသောကာလဖြစ်တယ်ဂျပန်တို့ကိုရီးယားတို့သွားကျင်တဲ့သူတွေထိုင်းတို့ဘာတို့မှအလုပ်သွားလို့မဲ့သူတွေသွားရတာမျိုးတွေများတယ်ပေါ့လေနော်တယောက်ချင်းကံတွေကတော့မတူဘူးယူရအဖြစ်အဲ့လိုမျိုးသွားတတ်တဲ့ဂိမ်းတွေမှာပါတယ်သို့တော့သွားဖို့လုပ်တဲ့တကယ်တကယ်လုပ်တဲ့အခါမှာတော့သူက တခါတည်းနဲ့မပြီးမပြတ်ပဲနဲ့အကြောရှိရှိပြီးထင်းငေါ်ဝါတာကြံ့ညာဝါတာအချိန်ကြာဝါတာလေးတွေတော့ဖြစ်တတ်တယ်စိတ်ရှည်သီးခံပြီးရှစ်တူလှောက်ဆောင်ပါဒေချာပေါက်သွားအောင်သွားဖြစ်ပါလိမ့်မယ်ငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့အင်္ဂါတာသမီတွေဒီကလာငွေချင်းကံအမရံကံကောင်းတယ်ဗျအခုလာမဲ့16ရက်နေ့ကလည်းကံကောင်းတဲ့ရက်ထဲမှာပါတော့ဝါသာပိုင်းထီထိုးစားမှာဗျအခုဒီနေ့နောက်ခုတော့ခုတည်းမှာပေါ့လေအင်္ဂါတာသမီတွေဒီတစ်ပတ်ကလာမှာထီပေါက်ကိန်းကံအကောင်းဆုံးတဲ့မှာပါပါတယ်ဗျနော်ထိုးပြအောင်ထိုးပါအဲ့တော့ထီပေါက်ကိန်းတွေပါလိရှိတယ်ကံကောင်းမဲ့ဆိုတဲ့ကာလမှာ နေပုံထိုင်ပုံတွေလည်းပြင်ဖို့လိုပါတယ်ဗျာနော်တချို့တွေနှလုံးလေးထိုးလိုက်လို့50ဗိုလ်တရားဘူးပေါက်ရင်တော့ကိန်းကြီးဝါရလေးတွေဖြစ်တတ်တယ်သတိထားပါဗောနော်တချို့အိမ်တော်ရင်းနဲ့ပတ်သက်တဲ့သောကပြဿနာလေးတွေကြုံအမျိုးသားတွေဆိုလည်းအငငယ်နှောင်းတွေထားတာအမျိုးသမီးတွေဆိုလည်းအိမ်တော်ရင်းအဆင်မပြေဘူးသောကတွေရောက်တာဒါမျိုးလေးတွေဖြစ်တဲ့အခါကိုယ်စီဝင်လာမဲ့ငွေကြေးတွေကမဝင်တော့မနဲ့လက်ပိတ်သွားတာမျိုးတွေအိမ်ပူသွားတာကြပြန်ထွက်သွားတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုဖြစ်သွားတာဒီကံနဲ့မဆိုင်ဘူးလူတွေနဲ့ပဲဆိုင်တယ်ဆိုတာလေးသိသိချင်းတယ်ဗျာနော်အဲ့တော့ဝန္ဒနာဘာလို့ထီထိုးခြင်းတော့ဆိုရင်ဒီကလာမှာ နှစ်အစာ6ဆုံးထိုးပြအောင်ထိုးပေးပါနော်ကံရဲ့ထောက်ပံ့မှုတွေအပြေအဝရရှိပိုင်ဆိုင်ပါလိမ့်မယ်ဒီလိုယူပါပါသလိုလဲကျွန်တော်စုမကောင်းတောင်းပေးတယ်စုံပြီးထဏငွေကြေးတွေပြန်ပြီးရရှိပိုင်ဆိုင်တတ်တယ်တချို့လေးတွေမြန်ဒီကာလမှာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးကိုယ်ရပြေကြဖြစ်ကြပြီးတော့အအမွေနဲ့ရတာရောကြီးရတဲ့ပုံစံမျိုးပတ်စံဝင်လာတဲ့ဟာမျိုးတွေအစားဖြစ်တတ်တယ်နော်အဲ့တော့အဲ့စကားလေးတော့မမိနဲ့ပါလေဆက်ပြီးချက်ပြီးပြောရင်အကျယ်ကြီးဖြစ်တတ်ပါလေကနော်ပစာအစုလိုက်ပြောင်းလိုက်မမြုံနေတဲ့နေရာကနေအစုလိုက်ပြောင်းလိုက်ရထတဲ့ဂိမ်းလေးတွေရှိတယ်။ကုညီဆောက်ချောင်းမဲ့သူတွေတွေပေါ်လာတတ်တယ် အဲဒီကနေ့မှဖြစ်နိုင်လို့ရှိရင်တချို့ကြောက်လုပ်ငန်းတွေပါလေလုပ်နေတဲ့သူတွေဆိုလို့ရှိရင်အရန်ကောင်းတယ်ဗျကြောက်တွေပါလေဖြတ်ရင်အောင်တဲ့ကိန်းတွေမှာပါလို့အဲတနေ့လာနေတဲ့ပတ်သက်တဲ့ခြံတို့ကားတို့ကြောက်တို့ခြင်းချောင်းတို့ဒါမျိုးတွေရာစားဝင်လာတတ်တယ်ဗျနော်ဆိုတော့ဝင်လဲအဝင်တော်ပါတယ်ကောင်းပါတယ်ဗျဒါပြင်အင်္ဂါသားသမီးတွေကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်ဒီကနေ့မှာ one byte ခွဲရတတ်တဲ့သဘာဝရှိတယ် byte အရန်အောက်တတ်တယ်အစာရင်နဲ့ပတ်သက်တဲ့ယောဂါ C အစုပ်အစာရင်နဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်အထူးအထူးသတိထားပေးပါလို့ထပ်တယ်လည်းအကြံပေးပြရစီဗျာနော် လုံးဝမပေါ်ဆက်ပါနဲ့1 byte ခွဲရတတ်တယ်အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်လေတဆို့တွေဖြစ်တာခဏကောင်မှလေတွေလျှောက်သွားနေတာတွေအစားဖြစ်တတ်တယ်ဂယုဆိုင်မဲ့လက်တွေဘာတွေနာတာကြိုက်တာဒါမျိုးတွေအစားဖြစ်တတ်တယ်တချို့တွေအသက်ရွယ်အရင်ကြီးနေတဲ့သူတွေလေဖြတ်ပြီးခဏကောင်တချမ်းလက်တချမ်းလှုပ်လို့မရတော့တဲ့အနေအထားတွေဘာတွေဖြစ်သွားတတ်တယ်မပေါ်ဆက်နဲ့ပေါ့နော်ဝတ်သားစားခြင်းလုံးဝရှောင်မိရမယ်ဝတ်သားနဲ့လက်ဖက်ပဲရှောင်မှာနော်ကျွန်တော်လေးကရပါသေးတယ်အိမ်တော်နဲ့ပတ်သက်လို့ရှိရင်အင်္ဂါသားသမီးတွေဒီကာလမှာအိမ်တော်ရေးကံအခြေရေးကံလေးက ကောင်းတယ်လို့လို့လည်းမကောင်းမကောင်းတယ်လို့လည်းကောင်းတယ်အဲ့လိုပဲပြောရမှာဗျ။ဘာကြောင့်လဲဆိုတော့အခြေအစင်မပြေဘူးဖြစ်တတ်တယ်။ကွဲလာမင်းတရားကလုံးမကွဲဘူးဗျ။အဲ့မှာနောက်ကကိုကနောက်တယောက်ထပ်ပြီးထားတယ်ပေါ့။ခိုးဘက်တယောက်ကလည်းမပြီးသေးဘူးဒီဘက်တယောက်ကလည်းထားတယ်။ခိုးဘက်ကလည်းပြန်လာဒီဘက်ကလည်းပြန်လာနေအဲ့မှာသုံးလေးပွင့်ဆိုင်တွေပြဿနာတွေဖြစ်တတ်တယ်။အိမ်တော်ရင်မှလည်းအဲ့လိုဖြစ်တတ်တယ်နော်။အစင်ပြေလာမင်းမပြေဘူးအတွင်းရံနေတည်းရှိတယ်။အတွင်းရံအပြင်ရလာတဲ့ရံမဟုတ်အတွင်းရလာတဲ့ရံတစ်ချက်ချက်ဖြစ်နေတတ်တယ်။ကွဲလာမင်းတရားကလုံးမကွဲဘူး။အစင်ပြေလာမင်းလည်းမပြေဘူး။အဲ့လိုမျိုးကြီးတွေသွားဖြစ်တတ်တယ်။ဂရုတော်တော်လေးစိုက်ကမယ်။ ်ချစ်သူအိမ်တော်ဘက်ကတနင်္လာလို့ဘုတ်တခုလို့ဆိုရင်ကွဲရပြတာတွေဖြစ်တယ်သတိထားပေးပါနော်သူတို့ကအကြောင်းပြုပြီးတော့ဒီကလာမှာစိတ်ညစ်စိတ်တော့ကနေဒီအေကံမုတ်ချရောက်ရတယ်မမေ့ပါနဲ့ကနော်သတိထားပေးပါရှုပ်ချက်ခတဲ့အနေထားကြီးဖြစ်ရင်ဝင်လာမဲ့ငွေကြေးစီးပွားလက်လာပါလေအမရဏမျောလို့ပါပတ်သက်ရရင်တော့ဒီကလာမှာချန်နေကားတွေမြေတွေဝယ်လို့ရပါတယ်သို့တော့ရွှေတွေပါလေလောက်တာမျိုးတော့လုံးဝမလုပ်ပါနဲ့မသိမ့်တော့ပါဘူးညနော်ဂယုစိုက်ပေးပါပြီးတော့ဒီကလာမှာလူမျိုးသားဘာသာသားတွေရဲ့ ကူညီဆောက်ရှောက်မသားမှုတွေရရှိတဲ့ကာလလို့ခေါ်တယ်မယ်နော်ချစ်တို့အိမ်တော်မအနေနဲ့ထပ်ပြီးအသက်ဝင်တဲ့ခါမှာလူမျိုးခြားဘာသာကြားတွေဖြစ်တဲ့တဘာဝလေးရှိတယ်သတိထားပါကျွန်တော်တော့သဘောသိမကြဘူးဗောလေဂယူဆိုင်စေခြင်းလေအာလက်ရှိအနေထားမှာခဏတစ်ခါကောင်းတဲ့အနေထားမှာရှိနိုင်တော်လည်းပဲလာမယ့်အနာဂတ်မှာမြဲဖို့ခိုင်းတာမျိုးတွေဖြစ်တယ်လို့ဂယူဆိုင်ပေးပါမယ်နော်ပြီးတော့အမျိုးသားတွေဒီကာလမှာအငငယ်နှောင်းထားတာမျိုးတွေတတိယတယောက်ပေါ်တာတွေရှုပ်ချက်ခတဲ့အနေထားတွေအမျိုးသမီးတွေလည်းဒီတိုင်းဖြစ်တယ်တဲ့သတိထားပေးပါနော်သဝိဆိုင်ပြဿနာလေးတွေဝင်တတ်တယ်ဂယူဆိုင်ပါ ပြိုင်နဲ့ပတ်သက်ရင်အင်္ဂါသားသမီးညီငယ်ညီမငယ်တွေစောင်းဝဲဖြစ်ရရှိတဲ့သူတွေဝရိယအားလေးနည်းနည်းလေးထည့်ပြီးကြိုးစားပါတချို့ငယ်ရွယ်ပြီးနည်းနည်းအယောရောက်တဲ့လူမျိုးအပြိုလေးတွေအခြေအိမ်အောင်ရောက်စိတ်တော်ကလေးတွေရောက်ပြီးတော့စောင်းဝဲမှာမဖြစ်နိုင်တာမျိုးလေးတွေစားတဲ့စိတ်မဝင်စားတာလေးတွေအားဖြစ်ရတယ်သတိထားပြီးဂရုစိုက်ပြီးပါနော်အကောင်းဆုံးအနေထားမှာရှိနေတာမဟုတ်တဲ့အတွက်ကိုယ့်ဘက်ကဝရိယကိုနှစ်ဆလောက်တင်ပြီးကြိုးစားမှတော်အားကြမယ်ဆိုတာလေးသိသိချင်းနဲ့မိဘတွေအနေနဲ့လည်းဝိုင်းဝန်းထိန်ချောင်းပြီးဖို့လိုတယ်စိတ်တွေပြောင်းလဲမှုတွေဖြစ်တဲ့တဲ့ဘာဝရှိတယ်ဂရုစိုက်ပြီးပါနော် ဖြစ်နိုင်လို့ရှိရင်တော့ဂုံတော်ပတိလေးတွေအဲရစ်ဆိုပွားများတာပို့ပြီးတော့အားကောင်းပါတယ်ဗျာနော်အဲ့တော့မတ်လ16ရက်19ရက်22ရက်အဲ့ရက်လေးတွေကအမရံကံကောင်းတဲ့ရက်လေးတွေဖြစ်တယ်မမျော်လင့်မနဲ့အလူတောင်းလေးတွေထားပြီးလောက်ရတတ်တယ်ဗျာနော်ဖျားဝုခီလေးတွေထားပြီးသွားတတ်တယ်ထူးထူးခြားခြားပုံကူပုံကူပဲနဲ့စုံစည်းရတတ်တယ်ပြပခီနန်ညာခီရက်ဝေရက်နီဒါမျိုးလေးတွေသွားတတ်တယ်ကိစ္စလေးတွေရှိတယ်မမျော်လေးတဲ့နေရာကငွေအစုလိုက်ပြုံလိုက်ဝင်လာတတ်တဲ့သဘာဝလေးတွေရှိတယ်။တော်တော်လေးအကောင်းပါလေဗျာနော်။တံမိုးကြီးတဲ့ကြောက်ရရတနာတွေဝင်လာတတ်တဲ့ကာလလို့ခေါ်တယ် ဝင်လဲအဝင်တော်တယ်ခြံတို့ကာတော့အိတ်ကာလာမှာဝင်တတ်တယ်ကောင်းတယ်ဗျအိမ်ပြင်အိမ်ဆောက်ရတဲ့ဂိမ်းလေးတွေရှိတယ်ဒါလည်းရတာပဲသို့တော့မတ်လ18 17 20 21ရက်အဲ့ရက်လေးတွေမှာဇက်တိုက်အညာခန့်လေးတွေရှိတယ်အိမ်တို့ရဲ့ပဋိပက္ခပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်တာသမီးတွေကိုအကြောင်းပြုပြီးဆင်းရဲဆဲတွေကရောက်တာညီကောင်မောင်မတွေကိုအကြောင်းပြုပြီးစိတ်တွေကရောက်တာလင်ဖြစ်တဲ့သူကိုအကြောင်းပြုပြီးစိတ်တွေကရောက်တာအဲ့လိုအထက်နဲ့အောက်ကြားတဲ့သွားညက်တဲ့သဘာဝရှိတယ်ဒုနဲ့မြတ်ကြီးတော်ရတဲ့သတိထားပေးပါဗျာနော်ဂျမိုင်းနဲ့ပတ်သက်ပြီး ရင်ဘတ်1ဘိုက်ကိုအကြောင်းပြုပြီးပြဿနာဖြစ်ရင်လည်းကြီးကြီးမားမားဖြစ်တတ်တယ်အခက်မသိရင်ခွဲရဆက်ရတာမျိုးတွေဖြစ်တတ်တယ်သတိထားအမျိုးသားတွေဦးနဲ့ပတ်သက်တဲ့ဦးတက်ပေါက်တာဦးရောင်တာမျိုးတွေအစာရင်နဲ့ပတ်သက်တာဖြစ်တတ်တယ်အမျိုးသမီးတွေတဲ့အိမ်မှာရေးတဲတာလေးတွေဖြစ်တတ်တယ်ပေါ်ဆက်လို့မရဘူးသတိထားပေးပါလို့ထပ်တယ်လည်းအကြံပေးပြရစီအဲ့တော့ဒီကလာမှာကံရရထောက်ပံ့မှုတွေအပြေအဝရအောင်အဖြူရောင်အနှက်ရောင်အပြာရောင်အစိမ်းရောင်အဲ့ဒီအယောင်တွေကိုမိမိတို့ရဲ့အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါမှာသုံးဆွဲဝတ်ဆင်ပေးပါဒါဖြင့်တစ္ဆေပိုင်းရောင်စုံ ဒဇင်ပန်းကြာပန်းဂန်းကောပန်းငွေပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ရတဲ့ဖရာမှာဖရာပန်းကရပဲဖြစ်ဖြစ်နေရဲ့ကနေမှာအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်တုံဆဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါတာသမီတွေပေါ့လေအဲဒီတစ်ပတ်ကလာမှာကောင်းတဲ့ကံလေးတွေအများကြီးရှိသလိုအညာခိုင်အတိုက်ခိုက်လေးတွေကလည်းရှိတာပေါ့ရှိတော့ဒီအညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပူကောင်းရရရလေးခြေရမယ်ဗျာအဲ့တော့ရရရနေနဲ့ဘယ်လိုလေးတွေခြေရမလဲဆိုတော့တနေ့လာနေ့မှာ စီစင်းနေတဲ့ချောင်းလုံးမျိုးတွေလိုရေရှင်မှာ926កောင်လွတ်ဖြစ်အောင်လုပ်ပေးလိုက်ပါကြုံရတဲ့အခြေအစီဝိုင်းနဲ့ပတ်သက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးပြေပြောက်ပြီးအလိုရှိရာလေးတွေပြည့်မဲ့ပြီးခရီးသွားမယ့်ကိစ္စတွေတွေနိုင်ငံသွားမယ့်ကိစ္စတွေတွေအစအများကြီးအဆင်ပြေလာနိုင်မယ်ကြုံရတဲ့အညံ့အခက်လေးတွေအိမ်တွင်းရန်လေးတွေအိုးရင်အလုပ်ကနေပတ်သက်တဲ့မမြင်ခြင်းလေးတွေကအများကြီးဖြစ်တတ်တာပေါ့အားလုံးတွေပြေပြောက်ခြင်းနဲ့ဆိုရင်အိုးလေးတစ်လုံးထဲမှာကိုယ့်ရဲ့အဝတ်အစားအဟောင်းလေးတစ်စုံထက်စပင်ခြေတဲ့လက်တွေထက်ပြီးစီစင်းတဲ့ချောင်းလုံးမျိုးတွေလိုရေရှင်မှာညနေတောင်းလေးတစ်ခုမှမျောချပေးလိုက် ငါတော့နေခငါမှရှိတယ်မကောင်းတဲ့အညံခိုက်တွေပါသွားပြီဆိုပြီးပြောပြီးမျောချပြလိုက်ပါဒါဆိုရင်တော့ကြုံနေရတဲ့အညံခိုက်တွေပျောက်ပြီးတော့กินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပူရီကောင်းသွားပါလိမ့်မယ်အင်္ဂါသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်